ခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကုန်တင်တင်မောကြီးအိမ်နားရောက်နေတာကိုအဲ့ရနိုးချိန်မှာတိလိုက်ရတဲ့နော်ဝေးကမိသားစုတစ်ခုအကြောင်းကိုပြောပြပါမယ်။အဲ့ရဝင်တဲ့အချိန်အားလုံးပုံမှန်ရှိရကနေမနက်လင်တော့အေယာမကုန်တင်တင်မောကြီးကကိုယ့်အိမ်ဘေးရောက်နေလိမ့်မယ်လို့သူပြောခဲ့မယ်ဆိုရင်ဘယ်သူမှယုံကြမှာမဟုတ်ပါဘူး။ဒါပေမဲ့နော်ဝေးနိုင်ငံကမိသားစုတစ်ခုကတော့အဲ့ဒီလိုမဖြစ်နိုင်တဲ့ကိစ္စမျိုးကိုတကယ်ပဲကြုံတွေ့ခဲ့ပါတယ်။ဖြစ်စဉ်ကတော့နော်ဝေးနိုင်ငံဗင်နန်ဆက်မြို့နာကပင်လယ်ကယူတန်းတနေရာမှာ 442ပေရှည်လျားတဲ့ကုန်တင်တင်မောကြီးကမတော်တဆတောင်းတင်သွားခဲ့တာဖြစ်ပါတယ်။ကုန်တင်နာတွေတင်ဆောင်လာတဲ့ NCN Jordan တင်မောကြီးဟာမေလ21ရက်နေ့တုန်းကအဲ့ဒီကံရိုတန်းနေရာကိုဥပိုင်းနဲ့ဝင်တိုက်မိပြီးတောင်းတင်သွားခဲ့တာပါ။တင်မောဝင်တိုက်မိပြီးတောင်းတင်နေတဲ့နေရာဟာတစ်ထပ်အင်္ဂလိပ်တစ်လုံးနဲ့ပေအနှင်းငယ်ပဲကွာပါတယ်။တနည်းအားဖြင့်တင်မောဟာအင်တာနက်ကိုတော့ဝင်တိုက်မိနိုင်ခြင်းရှိရာကနေပုတ်ကာတီကလွဲချော်သွားခဲ့တာပါ။ဒါပေမဲ့အင်ပိုင်ရှင်မိသားစုကတော့အဲ့ဒီအကြောင်းကိုမသိဘဲနှစ်နှစ်ချက်ချက်အိပ်ပျော်နေခဲ့ပါတယ်။ မနေသားတဲ့အိန်းကြီးချင်းတွေကဘဲသွားသေးပြီးအိန်းရှင်တွေကတော့အချိုးအချောင်းပြောပြတော့မှသူတို့ကဘရင်ဘောက်ကိုဖွင့်ကြည့်လိုက်ကြပြီးမျောလင့်မထားတဲ့အိန်းကြီးချင်းအစ်တကြောင့်မျက်လုံးပြူးကုန်ကြတာပါသူတို့အိမ်နေတဲ့နေရာဟာတင်းမောဥပိုင်းနဲ့ဆိုရင်ပေ၂၀ကျော်ပဲဝေးပေမဲ့ဘာအတန်းမှမကြောင်မိခဲ့ကြအောင်ပတ်ဝန်းကျင်မှာကြောက်စကြောက်နာတွေနဲ့ပင်လယ်ရင်မော်တွေဖျို့ဖျဲပြန့်ကျဲနေတာကိုတွေ့ခဲ့ပြီးတင်းမောဟာညင်ညင်သာသာပဲတောင်းတင်သွားခဲ့တယ်လို့ယူဆမိကြအောင်ဥတီချာနည်းနည်းလေးသာလွဲသွားရင် တင်မောဟာအင်ကိုဝင်တိုက်မိခဲ့မယ်ထင်ကြောင်းအင်ရှင်ကပြောပြပါတယ်။အဲ့ဒီတင်မောဟာတနင်္လာရေမိုင်16မိုင်လုံးနဲ့ခုံမောင်းနေရင်တောင်းတင်သွားခဲ့တာဖြစ်ပါတယ်။ Cyprus မှာမှတ်ပုံတင်ထားတဲ့ရေရင်ပေါ်မှာအမှုဒဏ်16ကိုလိုက်ပါလာခဲ့ပါတယ်။တင်မောတောင်းတင်မှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေစတင်နေပြီလို့လည်းနော်ဝေးအာဏာပိုင်တွေကပြောပြပါတယ်။နော်ဝေးရဲတပ်ဖွဲ့ကတော့စစ်ဆေးမှုတွေရဲ့အဓိကရည်ရွယ်ချက်ဟာစက်ပိုင်းဆိုင်ရာပြဿနာလားလူအမာလားဆိုတာကိုဖော်ထုတ်ဖို့ဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိတောင်းတအောင်လုပ်ခဲ့တယ်ဆိုတဲ့အထောက်အထားမျိုးတော့မတွေ့ရကြောင်းမှတ်ချက်ပေးသွားပါရရှင်